ဘုနာပူဇာစစ်တဲ့ဘောတေထမင်္ဂလာများဖြင့်ဤကသူတော်ပေးပါရန်ရိုသေစွာပန်ကြအပ်ပါလေ။ဘကိုတိုင်းဒေသကြီးကဝါမြို့နယ်အောင်ကောင်းမြို့ကြီးရွာအောင်ကောင်းမြို့ကျောင်းတိုက်ကြီးဦးစည်းပရာဏနာယကဆရာတော်နိုင်ငံတော်အစိုးရသာသနာ့တစားဓမ္မစရိယဘွဲစိတ်တော်စုစုကိုရရှိတော်မူသောအရှင်သန္တာဝရဤ ဘုနာဝိသိကဘုသာမင်္ဂလာခန္ဓာနာအရှင်ပညာတရာလင်္ကာရသမအလင်းသာမလီကျော်ဓမ္မဆရိယဝိညာဝိတုအင်္ဂုတ္တရမိတာယဝိတုမဟာကန္တာရမိတာပထမကျော်ဘာတန္တရစေတဓမ္မဆရိယဘီအေ ตีลาลีกาลามาจองเสียรงยีตาปูโซอะตองคงปิ่มิงลาตีปูซา70ก็ตีละบาเพียงมิงลาပါရှင်ဒီနေ့မှာတော့ جماعه ဆောင်းတင်းစုလင်ကြီးမြို့ရဲ့ ညာစွာသောတပည့်တွေရှိတဲ့ထဲကနေမှာပထမဦးဆုံး80ဘောတိတက်ကိုဖုံဖုံနေစီမှာတွားရောက်ပူဇော်ခဲ့တဲ့အင်မတန်ကြိုးစားသော ပထမဦးဆုံးတပည့်အဖြစ်ဂုံပြူမှတ်တမ်းတင်အပ်ပါတယ်ဒီတပည့်လေးကတော့ပကူးတိုင်းဒိုင်ဦးကဒိုင်ဦးမြို့ကပေါ့နော်ပကူးတိုင်းဒိုင်ဦးမြို့ကတပည့်လေး ဒါလေးဖုံးမင်းခံမဲ့ဖြစ်ပါတယ်ဒီတပည့်လေးကိုကျွန်မအပြင်မှာတစ်ခါမှလည်းမမြင်ဘူးပါဘူးကျွန်မစီမှာအွန်လိုင်းကနေပညာသင်ကြားခဲ့တဲ့တပည့်လေးဖြစ်ပါတယ်သူကစာစာပေဘက်မှလည်းပေါ့နော်စာပေဘက်မှလည်းထူးချွန်တဲ့ကလေးတယောက်ဖြစ်တယ်လို့နေမှာရေးချလဲရှိတယ်စကားပြောလဲရှိမွန်တယ်သူနဲ့စောင်းတင်တဲ့ခါမှာတတိထားမိရပေါ့နော်စောင်းတင်တဲ့ခါမှာလည်း ်တင်နေတဲ့အချိန်မှာသူအာအာယုံစိုက်တယ်ပြောတဲ့စကားကိုသူတိချာချာနားထောင်ပြီးတော့သူပြန်ဒီးပြတယ်ပြန်လေးကျင်တယ်ပေါ့နော်အဲ့တော့သူဒီဖုံးဖုံးနေကိုပူဇော်ဖို့ပွဲမှာ80ပေါ်တေးတက်ပူဇော်ဖို့ရှိတယ်ဆိုတော့ညီမအနေနဲ့ဈားထဲမှာတချင်းနေအများကြီး အားကြီးမကြော်ဖြတ်ရသေးတဲ့အတွက်ပေါ့နော်ကလေးကိုနည်းငယ်ဆွေမှုတော့ရှိတယ်ဒါပေမဲ့ဒါဆင်မပေးရဲ့လက်လေးချင်းငယ်လေးတော့တီချာလေးလောက်ရမယ်ကြားထဲမှာဖြတ်ကြော်ရမယ်ဒါလည်းစူးစမ်းရမယ်နော်ဆိုပြီးတော့ကျွန်မပြောခဲ့ပါတယ်သူ့ကိုလည်းယုံကြည်ပါတယ်သူ့ရဲ့စူးစမ်းမှုကိုယုံကြည်ရပေါ့နော်သူကတအားစူးစမ်းတာဖြစ်တဲ့အတွက်အဲ့တော့ဒီနေ့မှတော့သူကဒါပြောတဲ့အတိုင်းလုပ်နိုင်ခဲ့ပြီပေါ့နော်ပထမဦးဆုံးပွဲလဲဖြစ်တယ်လို့စောင်းနဲ့ ပထမဦးဆုံးဖြော်ပြရတဲ့အမှုပညာတစ်ခုလည်းဖြစ်ပါတယ်။ရိုးရိုးသချင်းဆိုတာမဟုတ်ဘူးစောင်းနဲ့တီးခတ်ရတဲ့ပွဲဖြစ်တယ်။ဒါရဲ့ပထမဦးဆုံးပွဲလည်းဖြစ်တယ်။ပြီးတော့ရိုးရိုးဓမ္မတိသချင်းတီးရတာမျိုးမဟုတ်ဘဲနဲ့ကို80ဘောတိတက်ကိုပူဇော်ပေးရတာဖြစ်တဲ့အတွက်အရန်ကိုသားအတွက်ဆီယမကဝမ်းမြောက်ပီတိဖြစ်ရပါတယ်ဒါရင်အဲ့တော့ပထမဦးဆုံးဆိုတော့ဒီအတွေ့အကြုံတွေဟာ ဘဝမှာအမြဲတမ်းအမှတ်ရနေတတ်တယ်။ပြီးတော့ပထမဦးဆုံးကြုံတွေ့ရတဲ့အခက်ခဲတွေ၊စိန်ခေါ်မှုတွေ၊အမှားလေးတွေကိုလည်းဒါဆရာမတို့ကဘာနဲ့မှမလဲနိုင်မင်းနဲ့ဒါရရတဲ့အတွေ့အကြုံကြီးပေါ့နော်။အဲ့တော့တန်မှုရှိတယ်ဒီဟာလေးကြီးဟာသားဘဝမှာဘယ်တော့မှမမေ့နိုင်တဲ့တန်မှုမဖြစ်နိုင်တဲ့အရာတွေဖြစ်လာမှာဒီလိုမျိုးပူဇော်ရဲတဲ့တတ္တိလေးကျင့်နိုင်တဲ့ဇွဲเนาะ အဆုံးဖြတ်ချက်ချပြီးရအောင်လုပ်တဲ့တားရဲ့စိတ်တက်ကိုဆီမှာအရင်ချစ်ချူပါတယ်ပြီးတော့တားကပူဇော်နေတဲ့ချိန်မှာ တားရဲ့မိမိကနေပြီးတော့တားရဲ့မိမိကလည်းပထမအဦးဆုံးတိတက်ပူဇော်ပေးရဲဆိုတာသိရတော့ဒါတားမိနေအောင်အင်မတန်မကိုဟိုဂုံယူမိတယ်ပေါ့နော်ဘေးမှာအနီးကပ်တင်ကြပေးမယ်ဆရာသမားလည်းမရှိဘဲနဲ့ဒါအွန်လိုင်းကနေတင်ကြပြီးတော့မှဒါတားမိနေအောင်သွားပြီးတော့ပူဇော်တာပေါ့နော်အဲ့တော့ဆီမအနေနဲ့ ဒါဒီဗီဒီယိုလေးကိုပို့လာတဲ့အခါမှာအရန်ကိုဟိုပီတိဖြစ်ရတယ်နှစ်နှမ်းပြောရင်စက်သိမ်းထောက်ထားမိပါတယ်ခလေးအကောင်းဆုံးကြိုးစားပြီးတော့တီးရယ်သူပထမအဦးဆုံးတီးပြီးွားတဲ့အချိန်မှာကျမကိုစာပို့တယ်ဆီယမရဲ့တဲ့ဒါတဲ့အကွက်တစ်တီပါရလာတယ်လို့သူပြောခဲ့ကျမတို့တီးနေနေနော်တီးနေနေမှဒီပွဲရဲ့ရှေ့မှာပွဲရဲ့အချိန်ပေါ့နော်တီးရတဲ့အခါမှာ ဒါသားထိုးရက်သွားတာမဟုတ်ဘူးเนาะထိုးရက်သွားမသွားဘဲနဲ့ပွဲကိုထိမ့်နိုင်ထားတယ်ဆက်ပြီးတော့ဒါပေမဲ့ဆက်တီးရမယ်ဆိုတော့စိတ်နဲ့မရက်ဖဲနဲ့တီးတဲ့ချိန်မှာ အရင်တီးပြီးသားအကွက်တီးရနော်တီးတော့အထီအကွက်တော့မှန်တယ်ဒါပေမဲ့ကျိုးမှားပြီးတီးရပေါ့နော်ဒီအကွက်ပုံစံတိုင်းမှာကျိုးမှားပြီးတီးတဲ့ခါကျတော့အတန်ကြီးကမတူတော့ဘူးเนาะဒါပေမဲ့သားဇွဲအပြည့်နဲ့တီးနေတာကိုတွေ့ရတယ်เนาะသားနဲ့မင်းမင်းနဲ့အတက်နိုင်ဆုံးအပေးယူမြအောင်ဒီဆိုတီးခတ်သွားတာကိုလည်းတွေ့ရတယ်ဆရာမနေနဲ့ ဒီနေ့ရပေါ့နော်ဘဝမှာအော်ပထမဦးဆုံးကဒါအဝေးမှာရှိတဲ့တပည့်လေးတယောက်ကိုအမှုပညာနဲ့ပူဇော်ဖို့အတွက်ကိုပေါ့နော်အပထမဦးဆုံးတေးတက်ကိုသင်ပေးလိုက်နိုင်ပြီနော်အဲ့တော့စတားရဲ့တီးခတ်မှုကိုဆီယမပီတိဖြစ်ရတယ်လို့ဆီယမရဲ့ဆရာကြီးကိုလည်းတမ်းပြီးတော့သွားတတိယမြေစိတ်ထဲရနေနော်ဒီတေးတက်ကိုသင်ပေးခဲ့တာကတော့ဒီ ဆရာကြီးဦးနိုင်အောင်ဆန်ပေါ့နော်ဆရာမရဲ့ဆရာကြီးဦးနိုင်အောင်ဆန်နေပြင်ပေးထားတယ်နောက်ဆုံးအခြား၃ဘိုက်ကိုတော့ဆရာကြီးဦးမြင့်လှိုင်ပေါ့နော်ကျွန်းကြောင်ဦးမြင့်လှိုင်ကနေပြီးတင်ပေးထားတယ်ဆရာကြီးနှစ်ပါးရဲ့ဒါပညာကိုပေါင်းဆက်ပြီးတော့ဆရာမအသားကိုပြန်ပြီးတင်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့ဆီယမအရန်ပျော်တယ်ဆီယမဘွားရဲ့မှတ်တိုင်တစ်ခုလည်းဖြစ်တယ်เนาะအရန်ကြိုးစားတဲ့ตาအမှုပညာနဲ့ပူဇော်ဖို့အတွက်ကိုเนาะ ตาတို့ရဲ့ဒိုင်ဦးအတွက်ကိုဆီယမက အဝေးကနေစ조사ပြီးတော့တင်ပြီးလိုက်နိုင်တာဖြစ်တယ်။ဒါကလည်းအရန်조사ပြီးတော့တာမင်းကြီးကဒီနေ့တီးထားတာတကယ်ကိုအပြောမပြတက်လောက်အောင်ဆီယမတရားနေနဲ့ပီတိဖြစ်ရပါတယ်။ဒါရယ်နော်။ထပ်ပြီးတော့လေဒါအတိုင်ဦးမျိုးဂုံဆောင်နဲ့နော်။အဲဆောင်းတင်ညာရှင်တယောက်အဖြစ်လာမယ့်အနာဂတ်မှာရည်တည်နိုင်ပါစေ။ပညာများကိုလည်းပြန်လည်ဖြန့်ဝေနိုင်ပါစေလို့ဆီယမဒီနေ့ကလေဆုတောင်းပေးပါတယ်။အဲ့တော့ ဒီနေ့မှာเนาะအဲတားရဲ့ဘဝမှာလည်းပထမအဦးဆုံးအတွေ့အကြုံဖြစ်တယ်လို့ဆီယမရဲ့ဘဝမှာလည်းပထမအဦးဆုံးတေးတက်ကို အပြင်ပွဲမှာတီးပြနိုင်ခဲ့တဲ့တပည့်လေးတယောက်ရရှိလိုက်တယ်ဆိုရက်မှတ်တမ်းပေါ့เนาะရရှိခဲ့တယ်ဆီယမလည်းဒီနေ့ကိုဘယ်တော့မှမမေ့ပါဘူးတားရဲ့เนาะအဲတော့ဆီယမပီတီဖြစ်အောင်ဒါတေချာလေးစူးစမ်းပြည့်အတွက်အရင်ကကျေးဇူးတင်ပါတယ်ตาเอมิมิโอเลเจซุติมาเร ားတို့ပူဇော်ခဲ့တဲ့ဒါဖုံဖုံနေရောဆီယမဒီနေရာနေဒါစိတ်နဲ့မှန်းပြီးတော့ပူဇော်လိုက်ပါတယ်ဒါဒီချက်မကအောင်မြင်ပါစေ။